အားလုံးပဲမင်္ဂလာပါခင်ဗျာ။လွေဦးမိသားစုဝင်အပေါင်းတို့ရေလွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရနော်။ဒီကနေ့မှတော့ပြားဆရာအောင်ခင်မြင့်ရဲ့ကြပြားအချို့ကိုဖတ်ပြပေးပါရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။မိသားစုဘဝအတွက်ဆွမ်းနဲ့တပုတ် ဘယ်နှုပြုံမှုကိုမစို့ချစ်ဟာလောင်မြိုက်ပြစ်မှာပဲတွေ့ဘူးလားမိဟုံဟုံလောင်းနေတဲ့ကွင်းမြင်ပြန်နေတဲ့ငှက်ကိုတောင်မိကလန့်လန့်ဟက်လို့တင်ဟာပင်စင်စားတာနဲ့ငါဆံမြုပ်ကြိုက်တဲ့အဖိုးဖြစ်သွားမှာရောတင်တိလားခုတော့အဲ့ချိန်အထိတနေလုံးစကားကတ်တဲ့တင်သားကိုတင်ကျိတ်ဆဲနေရပြီးတော့ဆက်ကူရှူရကန်တွေနဲ့ တင့်အသက်တရားနေရာတွေကိုဒီကောင်လောက်ကြံတိုင်းတင်သေးပြရာတင်လက်တစ်ခါလောက်မန်နဲ့အတွင်ယူပြီးပြန်ကျဲနေတဲ့ရုပ်တွေကိုအသက်သွင်းပစ်လိုက်ဒီလိုပါပဲစနစ်စိုးရဲ့လောင်းရိပ်ကြောင့်မိသားစုကြားမှာတွေးကွဲကြရတယ်မတည်ငြိမ်တဲ့နိုင်ငံရေးနဲ့မကြာခဏတလိမ့်စိမ့်ခြင်းကြားမှာပဲတင်သားဟာရွယ်ရောက်ပေါ့ ဘယ်မှာစပြုဖြစ်တည်လာတဲ့တန်တရာငွေလဲ။ဘာကြောင့်အစ်ဆက်တဲ့ပါတချမ်းကိုပဲညစဉ်တင်နန်းငွင်ရတာလဲ။ခက်ဆက်ဆက်နင်းထဲမှာပေါုံပုံတန့်စီနေတဲ့မိသားစုတွေရှိတယ်။တခါတလေနဲ့အချိန်နဲ့လာတဲ့တန်မတ်ကားကို၆တောက်တစ်ဖက်နဲ့နင်းပြီးတင်ပြော်စရာဖန်ဒီလိုပုံစံနဲ့တမိုင်းဟာရှေ့ဆက်မှာမဟုတ်လား။ ကဲတော့မိသားစုဆိုတာတန်ဆူးရိုးပေါ်ပွင့်နေတဲ့ပန်းကလေးလေးငါးပွင့်မှာပဲအောင်ခင်မြင်မိုးပြောပြီးသားစကားဟောင်းတွေပဲတချုံရွာချလာပြန်တယ်လျက်ပန်းလျက်နွယ်တွေပမာပါဇက်ထက်တရွာရွာကင်းချေများတွေတယောက်ရဲ့ကိုမှာပြားတွေဆွဲလို့ စိတ်ကတိမ်မဲတွေကိုခုံခုံစွတ်လို့အသက်ရှင်သူတွေရဲ့ချင်ချင်းကြောက်စိရုပ်တွေကရဲပွဲဖွဲဘာပင်မမသိတဲ့ပင်ပေါ်မှာအနဲ့ရောင်ထီးများငွားဆွင့်ပွင့်အားလာဘူးဆူဆွတ်တဲ့ငှက်မွေးဟာ လေးလံမှန်းမုံမိထားတဲ့ငှက်တွေပဲတည်တယ်ပြာစရာအောင်ခင်မြင်